အားလုံးပဲမင်္ဂလာပါ။ရန်ကုန် Insight Channel ကပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့ပြောပြပေးတဲ့အကြောင်းအရာလေးကတော့မိမိချစ်သူဘယ်နေရာက Facebook သုံးနေလဲဆိုတာကိုအတိအကျကြည့်ရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီနေ့ပြန်လေးကတော့အာကျွန်တော်တို့ရဲ့ချစ်သူဖြစ်ဖြစ်ကျွန်တော်တို့ရဲ့တငယ်ချင်းဖြစ်ဖြစ်ပေါ့ No Facebook တဲ့က friend လေးအာသူတို့ဘယ်နေရာကနေ Facebook သုံးနေလဲပေါ့အဲ့ဒါကိုကျွန်တော်တို့မိဘုံပေါ့မိဘုံလေးကနေတွားပြီးတော့အတိအကျကြည့်ရတဲ့အကြောင်းလေးကိုကျွန်တော်ဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်တို့ရန်ကုန် Insight Channel မှာ Facebook နဲ့နှီးပညာဆိုင်ရာ tutorial video လေးများကိုနေ့စဉ်တင်ဆက်ပေးနေတာကြောင့်အမြဲတမ်းကြည့်ရှုနိုင်ရန် channel လေးကို subscribe လုပ်ပေးထားကြပါဦးနော်တင်သမျှ video လေးတွေကိုလည်းမလွတ်သွားရအောင် ခေါင်းလုံးလေးကိုခွင်ထားပေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့လေးကိုစတင်လုပ်ဆောင်ဖို့အတွက်ကျွန်တော်တို့ပထမဦးဆုံးတို့ရဲ့ Facebook application နဲ့ဝင်ရောက်ပြီးတွေ့ရအောင်လုပ်ဆောင်မှာဖြစ်ပါတယ် အခုကျွန်တော်တို့ပထမဆုံး Facebook application ရောက်သွားရင်ကျွန်တော်တို့ဒီနေရာရောက်သွားရင်ကျွန်တော်အချောင်းလေး၃ချောင်းကိုချက်နေပေးပါ။ညာဘက်အောက်ဆုံးညာဘက်တောင်းမှာရှိပါတယ်။ဖုန်းတွေမှာတော့အပေါ်ဘက်တောင်းမှာရှိပါလိမ့်မယ်ခင်ဗျ။ဟုတ်ပြီကျွန်တော်ဒီနေရာရောက်သွားရင်ကျွန်တော်ဒီမှာ Cmo ဆိုတာလေးကိုချက်နေပေးပါ။ဟုတ်ပြီကျွန်တော် Cmo နေလိုက်တာမို့ကြာလာပါလိမ့်။ကြာလာရင်နေရာမှာကျွန်တော်က Nearby friend ဆိုတာရှိပါတယ်။အဲ Nearby friend လေးကိုကျွန်တော်တစ်ချက် on ပေးလိုက်ပါခင်ဗျ။ဟုတ်ပြီကျွန်တော်တို့ on ပေးသွားရင်ကျွန်တော်တို့ဒီမှာဒီကိုကျွန်တော်ရောက်သွားပါပြီ။ကျွန်တော်ဒါဆိုကျွန်တော်နေရဲ့နေရာဖြစ်ပါတယ်။ ဟုတ်ပြီဒီမှာဆိုရင်ဒီမှာတငယ်ချင်း၂ယောက်ဒီမှာနေနေတာဒါဆိုရင်တော့ကျွန်တော်ထဲကတငယ်ချင်းနေပေါ့အဲသူတို့ရဲ့ဒီနေရာကိုတွေ့လို့ရပါတယ်တကယ်အဲ့မှာလဲကျွန်တော်တင်တို့ရဲ့ချစ်သူသူရဲ့သူဘယ်ပါဖိဘုတ်တုံးနေဆိုတာဒီထဲကပြောရောက်ကြည့်လို့ရပါတယ်ဒါပေမဲ့တခု ကျွန်တော်ဒီပေးချင်တာတင်းရဲ့ချစ်သူတို့ location service လေးကိုတော့ on ထားပေးပါလို့ကျွန်တော်မေတ္တာရထားပါတယ်တင်းတို့လည်း location service ကို always ပြောင်းထားပေးအောင်ပါပါတကယ်လို့ပြောင်းမထားဘူးဆိုလည်းကိစ္စမရှိပါဘူး Facebook ကတော့တင်းကိုဒီနီလန်သုံးပြုဖို့အတွက်သူက Facebook ကတင်းကို always ကိုပြောင်းကားပြောင်းထားမှာပါခင်ဗျဒါဆိုရင်တော့ဒီဒီမှာဒါဆိုရင်တော့အတိအကျသိရပါတယ်ဒါဆိုဒီဒါကျွန်တော်ထည့်ရတဲ့ငွေချင်းမြောက်ဒါမှသုံးနေလဲပေါ့ဒါဆိုသူရဲ့နေရာကို location ကိုကျွန်တော်အတိအကျသိနိုင်ပါတယ်အဲ့ဒါကျွန်တော်သုံးနေရတဲ့နေရာပေါ့ဟုတ်ကဲ့ဒီနေရာလေးကိုအားလုံးပဲမြတ်တဲ့သဘောကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျ ီနည်းနဲ့ပတ်သက်ပြီးသိချင်တဲ့များကိုလည်း comment box မှာရေးထားလို့ရပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးအားလုံးပဲနှစ်သက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင် like share နဲ့ subscribe လို့ပေးထားရပါအောင်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်မှတွေ့ကြတာပေါ့